မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 15ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတောင်တာမြို့နယ်စကြမ်းရဲစခန်းနဲ့စစ်ကူစစ်ကြောင်းကိုတိုက်ခတ်ရာအကြမ်းဖက်စစ်တပ်ဘက်က22ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ12ရက်နေ့မနက်9:45မိနစ်ခန့်မှာတောင်တာမြို့နယ်စကြမ်းရဲစခန်းကိုတော်လိုင်းပူပေါင်းအဖွဲ့များကဝင်ရောက်တိုက်ခတ်ခဲ့ရာ စခန်းဝင်းအတွင်းထဲမှာရှိတယ်။တွဲဖက်ဘိုးတအူအပါဝင်စစ်ကောင်စီတပ်သား5ဦးတေဆုံးခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားတဲ့နေရာကိုမြင်းကြံမြို့နယ်မှာရှိတယ်။တီတာယူမုံအဖွဲ့နဲ့အကြမ်းမဲ့စစ်တပ်တို့ပူးပေါင်းထားတဲ့အင်အား90ခန့်ပါတဲ့စစ်ကြောင်းဟာကားလေးစီးနဲ့စစ်ကူလာရောက်တဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့များကပရိသာမိုင်းများလက်နက်ငယ်များနဲ့ဖျက်တောက်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်သား12ဦးပွဲချင်းပြီးတေဆုံးပြီးတော့အကြမ်းမဲ့စစ်တပ်ကအင်အား90ဦးထပ်မံစစ်ကူရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။ကြားပြတ်တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရရှိခဲ့တဲ့စစ်ကောင်စီတပ်သားများကိုကားနဲ့ဆေးရုံကိုပို့ဆောင်တဲ့အချိန်မှာလမ်းမှာနှစ်ဦးသေဆုံးပြီးတော့ဆေးရုံအရောက်မှာတွေးထွက်လွန်ပြီးတော့သုံးဦးထပ်မံသေဆုံးသွားတယ်လို့သိရပါတယ်။ထိခိုက်ဒဏ်ရရရှိတဲ့စစ်ကောင်စီတပ်သားများကိုမိထီလာဆက်ဆေးရုံမှာတင်ဆောင်လာပြီးတော့နှစ်ဦးဟာဒဏ်ရာအခြေတွေပြင်းထန်တယ်လို့သိရပါတယ်။၎င်းတိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်ဘက်ကစစ်ဗိုလ်တအုပ်အပါအဝင်စစ်ကောင်စီတပ်သား22ဦးသေဆုံးပြီးတော့18ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တောင်သာပကဖ TDA PDF ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခတ်မှုကိုတောင်သာမြို့နယ်ပကဖ Burmese Guerrilla Force MGN BGF အညာ Federal Task Force ညောင်ခရိုင်တိုက်ရဲအမှတ်9ညောင်မြို့နယ်ပကဖနဲ့မဟာမိတ်တပ်ဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းလောင်လုံးမြို့နယ်မှာကြီးရွာများကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများစခန်းချရာနေရာကို drone နဲ့ဗုံးကျဲတိုက်ခိုက်ရာစစ်ကောင်စီဘက်က၃ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ17ရက်နေ့မွန်းလွယ်3:55မိနစ်ခန့်မှာလောင်လုံးမြို့နယ်ကြောင်နီမော်ကျေးရွာအောက်ပိုင်းမှာရှိတဲ့ကျေးရွာများကိုစစ်ကြောင်းထိုးပြီးတော့ပြန်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများစခန်းချနေထိုင်တဲ့စီမံကိန်းဟောင်းကို နွေဦးဂရလာဖို့စ်ဒရုန်းတပ်ဖွဲ့ကဘုံသီးချပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်သား၃ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့စုခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်သားများက ရန်တပ်ပြစ်ခတ်မှုများအချိန်မရွေးဖြစ်လာနိုင်တဲ့အတွက်မိဘပြည်သူများအနေနဲ့လုံခြုံရေးအထူးဂရုစိုက်ရန်မြစ်တာရက်ခံထားကြောင်းຫນွေဥ Gorilla Force အဖွဲ့ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားပါတယ်အလားတူပဲမုံရွာမြို့ရန်ကင်းရက်ကကြောက်ကလမ်းပေါ်မှာမိခင်ထွက်ဆောင်နေတဲ့ရဲနာဦးကိုပြစ်ခတ်တိုက်ခတ်ရာတနက်တက်လက်တိမ့်စီရရှိခဲ့တယ်လို့သိရပါတယ်။ကောင်းကင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ် နိုဗ ెంబ ာလ14ရက်နေ့မနက်9:30မိနစ်ခန့်မှာမုံရွာမြို့ရန်ကင်းရက်ကွာကြောက်ကလမ်းပေါ်မှာမိခင်ထွက်ဆောင်နေတဲ့ရဲအရာခံဗိုလ်တအုပ်နဲ့ရဲတပ်သားတအုပ်တို့ကိုကောင်းကင်ပြည်သူ့ကာကွယ်အဖွဲ့နဲ့မုံရွာမြို့နယ်ပလဖအဖွဲ့တို့ကတော်လိုင်းရဲဘော်များကပြစ်ခတ်တိုက်ခတ်ရာ G3 အမျိုးအစားတပ်နဲ့တပ်လက်ကိုတင်းစီရရှိခဲ့ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အမ်းမြို့မှာရှိတဲ့စစ်ဘက်ရဲအရာလုံခြုံရေးတပ်ဖွဲ့စရဖတ်တပ်ဟာ စခန်းကနေဆုတ်ခွာတဲ့အချိန်မှာအချုပ်တဲကအချုပ်သားတွေကိုတပ်ဖြတ်ပစ်ခတ်ပြီးတော့အဲ့ဒီအထဲမှာအမ်းမျိုးကနာမည်ကြီးအမှန်အကန်ထမင်းဆိုင်ပိုင်ရှင်ဦးကျော်ဝင်းတို့တားဖနှစ်ဦးလဲပါဝင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒေသခံတအူးကစရဖအချုပ်တဲကအချုပ်ခန်းထဲမှာတခန်းမှာအချုပ်သား၄ဦးစီထားတဲ့အတွက်ကိုအခန်းကလူကိုတော့ကိုသိတယ်ကျန်တဲ့အခန်းကလူတွေကိုတော့မသိဘူးဒါပေမဲ့ဦးကျော်ဝင်းတို့တားဖကိုတော့သူတို့ကသိကြတယ်ကျန်တဲ့လူတွေကိုလည်းပြစ်တက်ခဲ့တာတွေရှိတယ်ဒါပေမဲ့ဘသူတွေကိုပြစ်တက်ခဲ့လဲဆိုတာကိုတော့နာမည်နဲ့လူနဲ့တွဲပြီးတော့မသိဘူးလို့ထွက်ပြေးလွတ်မြောက်လာတဲ့လူငယ်တအူးက ပြန်လည်ပြောပြထားပါတယ်ထွက်ပြေးလွတ်မြောက်လာတဲ့လူငယ်ဟာမြေပုံမြို့နယ်ကန်းထောင်းကြီးမြို့ကနေပြီးတော့အမ်းမြို့ကိုစိုက်ကယ်နဲ့သွားတဲ့အချိန်မှာအေအေဘက်ကလို့ထင်ပြီးတော့တန်တရားနဲ့ဖမ်းဆီးခံခဲ့ရပြီးစရဖအချုပ်ထဲမှာချုံတောင်ခံထားရသူဖြစ်ကစရဖတွေတက်ဆုပ်တဲ့အချိန်မှာအချုပ်သား၁၀ယောက်ကျော်နဲ့အတူထွက်ပြေးလွတ်မြောက်လာခဲ့တဲ့သူဖြစ်တယ်လို့သိရပါတယ်စရဖအချုပ်ထဲမှာလူကြီးဘယ်လောက်ရှိလဲဆိုတာမသိခဲ့ရပေမဲ့အမှန်အကန်ထမင်းဆိုင်ပိုင်ရှင်ဥကျော်ဝင်းတို့တားဖနှစ်ဦးကိုတော့လူတိုင်းကသိကြတယ် သူတို့သားဖားနဲ့အတူနောက်ထပ်အသက်ခံရတဲ့သူတွေလည်းရှိတယ်လို့၎င်းကဆက်လက်ပြောကြားထားပါတယ်။အမ်းမြုံမှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခအနီးကစရဖတ်တပ်စခန်းများကိုအရခတက်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်ကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်ဆုပ်ခွာတဲ့အချိန်မှာအခုလိုမျိုးအချုပ်သားများကိုတပ်ဖြတ်သွားခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။အလားတူပဲအမ်းမြုံဘက်မှာရှိတဲ့ရဲစခန်းအချုပ်ထဲမှာအချုပ်သားအယောက်30ခန့်ပိတ်မိနေသေးတယ်လို့လည်းသူတို့နဲ့နှိစက်တဲ့သတင်းအရင်းမြစ်ကပြောပါတယ်။အမ်းမြုံဘက်မှာရှိတဲ့နပခကို AA ဘက်ကအပြင်းထန်ထိုးစစ်မဆင်မီအထိကို ရဲစခန်းအချုပ်ထဲမှာအေအေနဲ့ဆက်ဆက်ပြီးတော့တန်တရားပုံမှများစွာအပါဝင်ပုံမှမျိုးစုံနဲ့စွတ်စွဲခံထားရသူအချုပ်သားအယောက်40ခန်းရှိတယ်လို့သိရပါတယ်။အဲ့ဒီထဲကမှထွေအုပ်ဒူဦးစီးမှုတယောက်လည်းအပါဝင်၁၁ဦးကိုအပြစ်မရှိဘူးဆိုပြီးတော့နိုဝင်ဘာလပထမပတ်အတွင်းမှာပြန်လွှတ်ပေးခဲ့တယ်လို့ဤဆက်သူတဦးကပြန်လည်ပြောပြခဲ့ပါတယ်။သူတို့၁၁ယောက်လုံးကိုအပြစ်မရှိဘူးဆိုပြီးတော့လွှတ်ပေးတယ်။အဲ့ဒီထဲမှာထွေအုပ်ဒူဦးစီးတယောက်လည်းပါတယ်။ လွတ်လာတဲ့တယောက်ကပြန်ပြောပြတာလွတ်ခါနီးမှစခန်းမှုနဲ့ဂတ်စရေးတို့ကပတ်စံတောင်းနေလို့မပေးကျင်ပဲနဲ့ပေးခဲ့ရသေးတယ်လို့ပြန်လည်ပြောပြခဲ့ပါတယ်ရဲစခန်းအချုပ်ထဲမှာပိတ်မိနေတဲ့အယောက်30ခန်းထဲမှာအန်အားထခအကြောင်းကနေပြီးတော့ဖမ်းဆီးခံထားရတဲ့အထက်တန်းပြကျောင်းစရာဥတည်မိုးဆောင်နဲ့အမှတ်3ရက်ကွက်အုတ်ချုပ်ရင်းမှုဥညီထွေးတို့လည်းပါဝင်တယ်လို့သိရပါတယ်သူတို့ကိုအေအေနဲ့ဆက်ဆက်ပြီးတော့တန်တရားပုံမှန်များနဲ့တရားစွဲဆိုချုံနောင်ထားခြင်းဖြစ်တယ်လို့သိရပါတယ်နောက်ထပ်ပိတ်မိနေတဲ့သူတွေဟာမြေသူမြေဝါဖြစ်တယ်ဆိုတာကိုတော့အသေးစိတ်မသိရသေးပါဘူး အဲ့ဒီလိုမျိုးပိတ်မိနေတဲ့အချုပ်သားတွေရဲ့အသက်အန္တရာယ်တွေကိုလည်းစိုးရိမ်နေရတယ်လို့အန်ဒီသားကများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဗဒောင်းမြို့နယ်မှာမူရဲဆေးဝါးရောင်းဝယ်ဖြန့်ဖြူးနေတဲ့ပြည်ခရိုင်ဒူရဲမှုမောင်မောင်မြင့်အပါအဝင်မြို့နယ်ရဲမှုနဲ့စခန်းမှုတို့ကိုအကြမ်းမတ်စစ်တပ်ကလာရောက်ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ17ရက်နေ့မှာဗဒောင်းမြို့နယ်အတွင်းမူရဲဆေးဝါးရောင်းဝယ်ဖြန့်ဖြူးနေတဲ့ပြည်ခရိုင်ဒူရဲမှုမောင်မောင်မြင့် ပဒောင်းမြို့နယ်ရဲမှုတန်းလွင်နဲ့ပဒောင်းရဲစခန်းမှုတင်မောင်နိုင်တို့ကိုအကြမ်းဖက်စစ်တပ်ကဝန်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာအဲ့ဒီဖမ်းဆီးခံရတဲ့သူများကိုစစ်ဆေးမှုများဆက်လက်ပြုလုပ်နေပြီးတော့အရေးယူခြင်းရှိမရှိကိုတော့အတိမပြုနိုင်သေးဘူးလို့သိရပါတယ်။ကျွန်တော်တို့သိရတဲ့လောက်ကတော့ PKI ဒုတိယရဲမှုဦးမောင်မောင်မြင့်ပဒောင်းမြို့နယ်ရဲမှုတန်းလွင်နဲ့ ပထမရဲစခန်းမှုတင်မောင်နိုင်တို့သုံးဦးကိုစစ်တပ်ကလာဖမ်းသွားတယ်လို့သိရတယ်။ဘယ်နေရာမှာဖမ်းဆီးထားလဲဆိုတာတော့မသိရသေးဘူး။မူးရစ်စစ်အမှုနဲ့စင်ဖမ်းတယ်လို့သိထားရတယ်လို့ရဲတရင်ကြီးမြေကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကဖမ်းဆီးထားတဲ့အရက်သားတွေကအမျိုးသမီးငယ်တချို့ကိုအထမပြုကျင့်မှုတွေကျူးလွန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်အားတရာခန့်ရှိတဲ့အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာပြီးခဲ့တဲ့အောက်တိုဘာလဆန်းကစပြီးတော့ဘုဒ္ဓလင်မြို့နယ်အတွင်းစစ်ကြောင်းထိုးရမှာအမျိုးသမီးငယ်များအပါအဝင်ပြည်သူအယောက်80ခန့်ကိုဖမ်းဆီးပြီးတော့စစ်ကြောင်းထိုးနေခြင်းဖြစ်တယ်လို့သိရပါတယ်။အမျိုးသမီးတွေကိုအထမပြုကျင့်တာတွေရှိတယ်။တချို့ကိုဖိအားပေးပြီးတော့ပေါင်းသိမ်းခိုင်းတယ်။ ိမ်နောက်တဲ့အမျိုးသမီးတွေလည်းပါတယ်ဗျဒီဖြစ်ရက်တွေကနောက်ဆက်တွဲပြဿနာတွေအများကြီးရှိနိုင်တယ်လို့ ဘူးတလေမြို့ကန်တို့ကပြောပါတယ်ဖမ်းဆီးထားတဲ့သူတွေကတချို့ဟာအခုရက်ပိုင်းအတွင်းမှာထွက်ပြေးလွတ်မြောက်လာကြတဲ့အချိန်စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ကျူးလွန်မှုများကိုအခြားသူများသိရှိကြခြင်းဖြစ်တယ်လို့သိရပါတယ်အစိုးဆုံးကတော့စစ်ကြောင်းနောက်လိုက်ခိုင်းပြီးတော့ပေါင်းသိမ်းခိုင်းနေတာဗျမိန်းကလေးတွေကအသက်ခံရမှာစိုးလို့မငြင်းရဘူးအခုပြန်ပြီးတော့လွတ်မြောက်လာတဲ့သူတွေလည်းမျက်ရည်နဲ့မျက်ခွက်ပဲလို့ဘူးတလေမြို့နယ်ကပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တို့ကပြောပြထားပါတယ်အဲ့ဒီစစ်ကြောင်းဟာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကနေအော်တိုဘားလပထမပတ်အတွင်းက ဘူးတလေမြို့နယ်ကိုဝင်ရောက်လာပြီးတော့စတင်စစ်ကြောင်းထိုးခဲ့တယ်လို့သိရပါတယ်။စက်တမားလ31ရက်နေ့ကအင်အား85ဦးပါတဲ့စစ်ကြောင်းဟာပြည်သူ့ကာကွယ်တပ်ဖွဲ့အများရဲ့တိုက်ခိုက်ချင်းမုံခံရပြီးတဲ့နောက်နာမခါကနေဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။အော်တိုဘာလ12ရက်73ရက်နေ့78ရက်နေ့တွေမှာဗန်ဒူလာကွက်တဲ့ရက်ကမြောက်ပြည်ရက်နဲ့စီပါချေးပါတို့ကိုစီးနင်းပြီးတော့ဒေသခံများကိုဖမ်းဆီးတပ်ဖြတ်ခဲ့ရမှာ ကလေးငယ်နဲ့အမျိုးသမီးများအပါအဝင်ဒေသခံစုစုပေါင်း24ဦးတိတ်ဆုံးခဲ့ရတယ်လို့သိရပါတယ်။မူလစစ်ကြောင်းမှာအင်အားတရာခန့်ရှိပြီးတော့အော်တိုဘားလ25ရက်နေ့မနက်ပိုင်းမှာနမခကနေနောက်ထပ်ကားငါးစီးနဲ့လက်နက်ခဲယမ်းများနဲ့လူဝင်အားများထပ်ဖြည့်ထားပြီးတော့ဆက်လက်ပြီးတော့စစ်ကြောင်းထိုးနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဘူးဒလင်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့စစ်ကောင်စီကဒေသခံပြည်သူများကိုဥကောင်းနဲ့ခန္ဓာကိုယ်များကိုခုတ်ထစ်ဖြတ်တောက်ထားတဲ့ဖြစ်စဉ်ကိုကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းက အော်တိုဘာလ29ရက်နေ့မှာပြုလုပ်ခဲ့တဲ့89ချိန်မြောက်ကုလသမဂ္ဂထွေထွေညီလာခံရဲ့တတိယကောမဒီအစည်းအဝေးမှာတင်ပြပြောဆိုခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်နောင်ချုံမြို့ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ17ရက်နေ့ည6:30မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်ကနောင်ချုံမြို့မှာရှိတဲ့တရားရုံးနဲ့ရဲစခန်းအနောက်ဘက်တို့ကိုပေါင်300ဘုံနှလုံးနဲ့လာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာအမျိုးသား၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တရားရုံးအပြင်နေအိမ်၃လုံးနဲ့ ိမ်စည်းကားများလည်းထိမှန်ပြက်စီးခဲ့တယ်လို့သိရပါတယ်။နိုဗ ెంబ ာလ12ရက်နေ့မှာအကြမ်းမဲ့စစ်တပ်ကနောင်ချိုမြို့မှာဈေးရက်ကွက်မှာရှိတဲ့ခရီးသည်တွေစီကားနေတဲ့လမ်းဆန်းလက်ဖက်ရည်ဆိုင်ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ခရီးသွားပြည်သူ12ဦးသေဆုံးခဲ့ပြီးတော့12ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်နေအိမ်14လုံးဈေးဆိုင်က73ခန်းလည်းထိခိုက်ပျက်စီးခဲ့ပြီးတော့အိမ်စည်းကားနဲ့ခရီးသည်တွေရင်းများအပါအဝင်စုစုပေါင်းကား9စီးမီးလောင်ပျက်စီးခဲ့ရကြောင်းသိရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ